မြန်မာထိုင်းနဲ့ဆက်ကငွေလိမ်ဂိုင်းတွေအခြေစိုက်တယ်ဆိုတော့ KK ဘက်ကိုစစ်ကွန်မရှင်ကဖျက်ဆီးတာနဲ့ပတ်သက်ပြီးအငင်းပွားဖွယ်ရာတွေရှိနေတယ်လို့ထိုင်းဘက်ချမ်းမာတော့ဒေသခံပြည်သူတွေကထိုင်းဝန်ကြီးချုပ်ကိုတိုက်ကြားမှုတွေရှိနေပါတယ်မြန်မာထိုင်းနယ်ဆက်ကနမဲကျော်အွန်လိုင်းငွေလေခိုင်ဂျားဖြန့်တွေရဲ့စခန်းဖြစ်တဲ့ KK ဘက်ကိုစစ်ကွန်မရှင်တပ်ဖွဲ့ကဖျက်ဆီးနေတဲ့လို့ရဟဟန်ပြသဘောတာဖြစ်နေသလားလို့မိခုံထုတ်စရာတွေဖြစ်လာပါတယ်။ စစ်ကောင်မရှင်ကအဆောက်အုံတရာကျော်80ရာခိုင်နှုန်းနှီးပါဖြိုဖျက်ပြီးပြီလို့ကြေညာထားပေမဲ့နေဆက်တည်ရင်မြစ်တွေရဲ့ပြောဆိုချက်တွေအရအဆောက်အုံ90ရာခိုင်နှုန်းဝန်းကျင်ဟာအကောင့်ပကတိအတိုင်းကျန်နေပါတယ် EFP တည်င်းဌာနကတော့ဂျူတူကရယူထားတဲ့ဓာတ်ပုံတွေမှာခိခိပတ်ကအဆောက်အုံရဲ့ဆယ်ရခိုင်နှုန်းသာပြည့်စည်တာကိုတွေ့ရတယ်လို့ဖော်ပြပါရယ် ဘလိုပဲဖြစ်ဖြစ်အခုလိုဖြစ်စည်းမှုကြောင့်မြန်မာထိုင်းနယ်ဆက်မဲဆောက်ဒေသခံတွေဟာအခက်အခဲတွေနဲ့ကြုံနေရပါတယ်။စစ်ကွန်မရှင်ကမိုင်းဖောက်ခွဲဖြစ်စည်းတဲ့အခါမိုင်းဆတွေဟာထိုင်းဖက်ခြမ်းကိုလွင့်ဆင်ကြရောက်တာကြောင့်ကလေးငယ်နဲ့တက်ကြီးရွယ်အို29ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။ ိုင်းဝန်ကြီးချုပ်အနုထင်ခြံဝိရက်ကိုမဲဆောက်ကိုရောက်ရှိလာတဲ့ချိန်မှာလဲထိုင်းပြည်သူတွေကမိုက်ခွဲဖြက်စီးမှုကြောင့်မလုံခြုံမှုတွေခံစားရကြောင်းတင်ပြခဲ့ပေမဲ့စစ်ကွန်မရှင်ကတော့ဖြက်စီးမှုကိုဆက်လုပ်နေစေဖြစ်တယ်လို့ဆိုပါတယ်။ ဒီအတော်အတွင်းမှာပဲ KK ပတ်ကထွက်ပြေးလာတဲ့ကြားပြန့်လုပ်ငန်းရှင်တွေကိုကရင်နယ်ခြားဆောက်သက် BGF ခေါင်းဆောင်ပိုင်းတွေကကာကွယ်ပေးထားပြီးနေရာရွှေ့ပြောင်းတာဆက်လက်လုပ်ကိုင်ဖို့မြင်ကားရင်းတာဝယ်ယူတာတွေပြုလုပ်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါကြောင့်စစ်ကောင်မရှင်ရဲ့ KK ပတ်ဖျက်ဆီးမှုဟာနိုင်ငံတကာဖိအားတွေကြောင့်ဟန်ပြလှုပ်ဆောင်နေတာလားဒါမှမဟုတ်ကြားပြန့်လုပ်ငန်းတွေကိုတခြားနေရာရွှေ့ပြောင်းနိုင်ဖို့အချိန်ဆွဲနေတာလားဆိုတဲ့မိခွန်းတွေထွက်ပေါ်နေပါတယ်။